မကွေးတိုင်းကဖဲမြို့နယ်ကနိုင်ရီကန်စခန်းလုံခြုံရေးအတွက်ကင်းလှည့်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရာမှာ၉ဦးသေပြီးတနက်၉လက်ရရှိကြောင်း CDF အရှူချင်းကာကွယ်တပ်အရှူကသတင်းထုတ်ပြန်ပါတယ်။ April 30မနေ့ရှင်းနိုင်ကမှာကပ္ပစ73အမတ်73ကာကွယ်ရေးပစ္စည်းစေယုံကစစ်သား20ခန်းဟာပစီကျေးရွာဖုန်ကြီးကျောင်းကနေထွက်လာပြီးလန်ကင်းလုံခြုံရေးယူနေစဉ်မှာ တိုက်ခိုက်တာလို့ဆိုပါတယ်တမ96နဲ့ကပ္ပစတွေကစစ်သားတရားကျော်ဟာပဇီကျေးရွာဘုံကြီးကျောင်းမှာစခန်းတိုင်ပြီး နိုင်ရေကန်လုံကြုံကြီးအတွက်စခန်းထောက်အဖြစ် ဆောင်ရွက်ပေးနေတာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းစီမီကုံမြို့နယ်အတွင်ကင်းလှည့်နေတဲ့စစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာမှာနှစ်ဦးသေပြီး တနက်နှစ်လက်ရရှိတယ်လို့မြင်းကြံ Black Tiger MPT ကသတင်းထုတ်ပြန်ပါတယ်။ April 30နေ့ည7:00နာရီကမှအနီးကဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး G3 တနက်နှစ်လက်နဲ့ခဲယမ်းတွေရရှိတာကိုဓာတ်ပုံမှတ်တမ်းနဲ့အတူဖော်ပြထားပါတယ်။ပကိုးတိုင်းထန်းတပင်မြို့နယ်သပြင်းမြို့စခန်းကနေဇရက်ကြီးမြို့အမှတ်83ခြေလင်းတရင်စီကိုထွက်လာတဲ့စစ်ကောင်စီတပ်ကူ ဒေါ်လိုင်းတက်ဒီကကြားပြတ်တိုက်ခိုက်ရာမှာစစ်သား5ဦးသေတယ်လို့တောင်ကူမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဧပြီနေ့ဆက်ရှင်ညနေ3နာရီဝန်းကျင်မှာတိုက်ခိုက်တာဖြစ်ပြီးတောင်ကူခရိုင်ပကဖနဲ့အတူတောင်ကူခရိုင်3931တက်ရင်ဒရုန်းတက်ဖွဲ့3932တက်ရင်တက်ခွဲ3 KNL ကမြို့သားလူမျိုးတက်မတော်တက်မဟာ1တက်ရင်6ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ ကရင်ပြည်နယ်ကျုံတိုးမြို့ကနေစစ်ကြောင်းနှစ်ခုခွဲပြီးကော့ကရိတ်ဘက်ကိုထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဘက်ကတင်းဆုံမှုများပြီးလက်နက်ခဲယမ်းတွေသိမ်းမိတဲ့ပုံတွေဆိုရှယ်မီဒီယာမှာပြန့်နေပါတယ်။တမန်22ကအင်အား200ကျော်ပါတဲ့အဖွဲ့ဟာလက်နက်ကြီးတွေနဲ့အတူဧပြီ29မှာကျုံတိုးရှိ အမှတ်945နဲ့946 ချေမြန်တက်ရင်တွေစီကိုရောက်လာပြီးဧပြီ30မိနစ်ပိုင်းမှာနွားကြံကုန်းဘက်ကနေကော့ကရိတ်ဘက်ကိုစတင်ထိုးစစ်ဆင်မှုတက်လာစဉ်ခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်ကျုံတိုးကော့ကရိတ်ဘက်မှာတကြံကာလကစပြီးတော်လန်ရင်အင်အားစုတွေထိုးစစ်ကြီးတစ်ခုလုံနေတယ်လို့သတင်းတွေထွက်နေပေမဲ့ KNL နဲ့ PDF တွေဘက်ကတော့အခုထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး အေအေအရခတ်တက်တော်နဲ့ PDF ပြည်သူ့ကာကွယ်တပ်တွေသိမ်းပိုက်ထားတဲ့မကွေးပဲခူးနဲ့အေယာဝတီတိုင်းကအရေးကြီးတဲ့စခန်းနေရာတွေကိုအပြစ်အခက်ရက်စဲကြောင်းကြီးညာထားတဲ့ကာလမှာပဲစစ်ကောင်စီဘက်ကတံပြန်ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့ Western News ကဖော်ပြပါတယ်ဒီခိုင်မီနဲ့အမ်းမြို့နယ်နဲ့မကွေးတိုင်းကဖဲမြို့နယ်ဆက်ဆက်ဒေသရှိဂုံစီစခန်းကို ပြန်ရရေးအတွက် တပ်မ96ကဗိုလ်မှူးချုပ်နိုင်ဝင်းကိုတိုင်ဦးဆောင်တဲ့စစ်ကြောင်းကနိုင်ရီကန်တောင်အောက်ချီမှာအင်အားစုပြီးတံပြန်စစ်ထိုးနေတာလို့ဆိုပါတယ်။ဧပြီလဆန်းကမှသိမ်းပိုက်လိုက်တဲ့ဘကူတိုင်းဆက်ဆက်ဒေသရှိပဒေါင်းမြို့နယ်တွေကညောင်ကျူးတပ်စခန်းကိုလေပြည်မျိုးဘက်ကနေစစ်ကြောင်းတွေထိုးလာနေတယ်လို့ဖော်ပြပါတယ်။အလားတူအေယာဝတီတိုင်းအဆက်ဒေသရှိငတိုင်းချောင်းရေကြီးနဲ့လေးမျက်နှာမြို့နယ်မှာ AA နဲ့ PDF တပ်တွေသိမ်းပိုက်ထားတဲ့စခန်းတွေကိုစစ်ကောင်စီဘက်ကထိုးစစ်ပြင်ဆင်နေတယ်လို့ဖော်ပြထားပါတယ်။ TNL တန်းမျိုးသားလူမျိုးရေးတပ်မတော်ထင်းချုပ်ဒေသနောင်ချုံမြို့နယ်လုံခန့်ချေးရွာကိုမေတရက်ညနေ9:00နာရီခန့်မှာစစ်ကောင်စီက Jet Fighter နဲ့ဘုံနှလုံးကျဲသွားတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။တောင်ခမ်းဒေသရှိ အမှတ်354အမြောက်တက်ရင်တက်စခန်းကနေ TNL တက်စခန်းရှိရာဘက်ကိုဒရုန်းတွေနဲ့ဘုံကျဲပြီးဟာဝေဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့လဲဆိုပါတယ်။မိုးကုတ်မြို့အနောက်ပိုင်းသိစိတ်ကုန်းနဲ့ကြောက်ပုတ်ရွာကြားကိုလည်း April 30ည8:00နာရီကစစ်လေရင်ကပေါင်250ဘုံနှလုံးကျဲသွားတယ်လို့ဖော်ပြထားပါတယ်။ မလ28ရက်ကလှုပ်ခတ်သွားတဲ့အင်အားပြင်းကလေးတန်းကူညီရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက်တလတာအပြည့်ခတ်ရက်စဲထားတာကိုနောက်ထပ်တလသက်တမ်းတိုးလိုက်တယ်လို့ညီနောင်မဟာမိတ်၃ဘွဲ့ကမေတ္တရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ငလင်းတန်းပျက်စီးမှုဟာဆိုးရွားလွန်းတာကြောင့်တလတာကြာတဲ့အထိရှင်းလင်းဖယ်ရှားရေးလုပ်ငန်းစဉ်မပြီးသေးတာကိုတွေ့ရတဲ့အတွက်အပြည့်ခတ်ရက်စဲတဲ့ကာလကို မေ31အထိသက်တမ်းတိုးလိုက်တာလို့ဖော်ပြပါတယ်။ညီနောင်မာမိတ်အဖွဲ့ကမေ31အထိထိုးစစ်ဆင်မှာမဟုတ်ဘဲခုခံကာကွယ်ရေးကသာဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။